တေယုစာအတန်ချက်ရဲ့ tones အတန်နဲ့အတန်ချားကိုဘယ်လိုလေ့လာကြမလဲကဲဒီနေ့ကတော့တေယုစာအတန်ချက်ရဲ့ tones တွေကိုအတန်နဲ့အတန်ချားတွေကိုလေ့လာမှာပဲဖြစ်ပါတယ်အတန်ချား tones ကိုတရုတ်လိုမျိုး shing diao shing diao shing diao လို့ခေါ်ပါတယ်အတန်နဲ့အတန်ချား tones မှာ၄မျိုးပဲရှိပါတယ်เนาะအဲ့ဒါတွေကပါတွေလဲဆိုရင်တော့ဒီအတုံးအရှိကိုကြတော့တန်ပြင်း ပြီးတော့အတုံးကအပေါ်တက်သွားတဲ့ပုံစံကိုကြတော့တန်မောအတုံးကအပေါ်ကနေအောက်အောက်ကနေအပေါ် V shape အတုံးကိုကြတော့တန် high ပြီးတော့အပေါ်ကနေအောက်ရှိုးစင်းသွားတဲ့အတုံးပုံစံကိုကြတော့တန် short လို့ခေါ်ပါတယ်တန်ပြင်းတန်မောတန် high တန် short တွေပဲဖြစ်ပါတယ်အဲ့ဒီအတုံးတွေကိုကြတော့ thread ဖြစ်တဲ့ a e i o u ဆိုတဲ့ဒီ၅လုံးအပေါ်မှာပဲတင်ရမှာဖြစ်ပါတယ် လေယူလေသိန်းတွေကတော့အဲ့ဒီအတုံးပေါ်မှာမူတည်ပြီးတော့ကွဲထက်သွားနိုင်ပါတယ်။အဲအဲ့ဒီအတုံးလေးမျိုးကိုတရဖြစ်တဲ့အာအပေါ်မှာတင်ကြည့်ရအောင်။တန်ပြင်ကိုအရင်တင်ကြည့်မယ်။အာအာအာသူကဝိစုနှလုံးပေါက်အတန်ဖြစ်ပါတယ်။အာအာအာနောက်တစ်ခါတန်မော်တင်ကြည့်မယ်။တန်မော်ကကြတော့အာအာအာ တကကျတော့တခုခုနားမလည်လို့ပြန်မေးတဲ့ပုံစံဟမ်ဟမ်အဲ့ဒါနဲ့တူပါတယ်နော်ပြီးတော့တန်ဟိုက်တင်ကြည့်မယ်ဆိုရင်အာအာအာဒီအတိုင်းကကျတော့ဆွဲရမှာဖြစ်ပါတယ်နောက်တစ်ခါတန် short တင်ကြည့်မယ်ဆိုရင်အအအတကကျတော့အောက်ကမြင့်အတန်ပဲဖြစ်ပါတယ်ပြန်ဆိုကြည့်မယ်ဆိုရင်အာအာ ာအာ all ဆိုတဲ့တရအပေါ်မှာပြန်တည်ကြည့်ကြရအောင်တန်ပြင်ကိုတင်မယ်ဆိုရင် all 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 တန်မော်ကိုတင်မယ်ဆိုရင် all 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 ပြီးတော့တန်ဟိုက်ကိုတင်မယ်ဆိုရင် all 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 တန်လျှော့ကိုတင်မယ်ဆိုရင် all 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 ဆိုတော့အာအာအာအအအအအကဲအတန်နှုန်းတွေကတော့အဲ့ဒီလေးမျိုးပဲဖြစ်ပါတယ်။တပြင်းဘီးနဲ့တရပောင်းရင်စအာတယုတ်စာလုံးတစ်လုံးရဲ့အတန်ထွက်ဖြစ်လာပါတယ်နော်။အဲ့ဒါကိုနောက်ဗီဒီယိုမှာပြန်ပြီးတော့လေ့လာကြမယ်။ ်မြေနဲ့တရကိုမကြည့်ရသေးတဲ့သူရှိရဆိုရင်တော့လင်တာရဲ့အကောက်ထဲကိုဝင်ကြည့်လို့ရပါတယ်နော်နောက်ထပ်ဗီဒီယိုမှာပြင်သစ်ကြောင့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပပိုင်း